ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ညီလေး YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်အထီးကြီးနှလုံးချိန်နေတဲ့မိတ်ဆွေများအတွက်အထီးကြီးနှလုံးကိုပြန်လည်မျှဝေတာမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်နီးနံပါတ်1ဖြစ်ပါတယ်ဗောနော်ရင်းဆုံးအနေနဲ့ကျွန်တော်နီးနံပါတ်1ကိုစာပြီးလေ့လာကြည့်အောင်ဗောနော်ဒီ8390009900နေစာပြီးကြည့်အောင်ဗောနော်ဒီရှိမှလည်းရှိသေးတယ်ဗောနော်ဒီကနေကြည့်အောင် ဒီမှာရှစ်ကတစ်ကြိမ်တုံများနှစ်ကြိမ်ခုနှစ်မှာတစ်ကြိမ်ဒီနှစ်ကိုနှစ်ကြိမ်ပေါင်းတယ်၆မှာတစ်ကြိမ်ပေါင်းတယ်၉မှာတစ်ကြိမ်ပေါင်းတယ်ပေါ့နော်ပြီးရင်ဒီ၄မှာတစ်ကြိမ်ရှစ်ကိုနှစ်ကြိမ်ပေါင်းတယ်ဒီခုနှစ်မှာတစ်ကြိမ်ကိုဒီနောက်ဆုံးက၆နဲ့ထပ်ပေါင်းထားတယ်ပေါ့နော်ဒါကိုကျွန်တော်ကဒီလိုလေးနှလုံးတစ်တွဲပေါင်းมาဖြစ်ပါတယ်ပေါ့နော်အဲဒီရှစ်နဲ့တုံများနဲ့ပေါင်းရှင်းဒီရှစ်ဆိုပြီးထားတယ်ပေါ့နော်တပန်းဒီနေ့နဲ့ကျင်လေးလေးနဲ့ဒီ9နဲ့ပေါင်းချင်းဒီနေ့နဲ့ကျင်လေးလေးနဲ့ခွန်ပေါင်းချင်းဆက်တည်ပါတော့နောက်ထပ်6နဲ့9ပေါင်းချင်းဒီ15ဖြစ်ပါတယ် ရှင်းနဲ့ချိန်ဆက်ချောင်းလေးနဲ့ပေါင်းရင်20ကိုသုံးများပဲကြီးထားတာဖြစ်တယ်ပေါ့နော်။တဖန်ဒီ9နဲ့6နဲ့ပေါင်းနဲ့33ဆိုပြီးဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ဒီမှာရှင်းနဲ့3ပေါင်း9ပေါ့နော်။9နဲ့5ပေါင်း14လေးကိုကျွန်တော်ဒီ3နဲ့ပေါင်းရှင်လေး3ပေါင်းခွန်ပေါ့နော်။ကြလာတဲ့ခွန်ကိုကျွန်တော်ဒီနေ့နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခွန်ရနေ့ရပေါင်းရှင်9ခွန်9အထိကိနှလုံးထဲကနောက်ထပ်တစ်ကြိမ်မှာခွန်3ည3ညဆိုပြီးဖြစ်ပါတယ်ခင်ဗျာ အားကြောင့်မို့အဲ့ဒီခွန်ကိုထက်ကခုနှစ်ကထိတ်ဆီးဖြစ်ပါတယ်ပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်ဆက်ပြီးနေတာကြည့်အောင်။ဒီမှာနှလုံးသွေးပေါင်းထားတာဖြစ်ပါတယ်။ငါးနာချိန်ပေါင်း35ကို၅ပြီးထားတာပေါ့နော်။ငါးနာချိန်ပေါင်း30 16 18ပေါ့နော်။18ငါးနာချိန်30 18ကို10ပြီးထားတာဖြစ်ပါတယ်။နောက်ထပ်ဒီ10နဲ့တင်းနဲ့ပေါင်းရှင်ဒီ9ပေါ့နော်။ပြန်ဒီလေးနာချိန်ရှိနေတဲ့ပေါင်းရင်30ကိုတုံများပဲကြီးထားတယ်။9နဲ့6ပေါင်းရှင်71 အဲဆိုရင်ဒီကိုနဲ့ဒီတင်းနဲ့ပေါင်းရင်30ဖြစ်ပါတယ်9နဲ့10ပေါင်း83ရာတဲ့အတွက်ကြောင့်မို့3ကိုလည်းဘဝလိုမျိုးပဲနေနဲ့ထပ်ပေါင်းတော့9ဆိုတဲ့အတွက်35ကီမှာ300ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ300ဒါကြောင့်မို့ဒီ3ဒီထိပ်စီးဖြစ်ပါတယ်ပေါ့နော်โอเคနောက်ထပ်ကြိမ်ပါလဲအဲ့လိုပဲနှလုံးသွဲပေါင်းထားတာပေါ့နော်တခါလေးဒီလိုလေးလာကြည့်အောင်ဒီမှာခွန်က3ကြိမ်ဆိုတဲ့အတွက်20နဲ့1ကို9နဲ့ပေါင်းရင် 30ပေါ့နော်36ဆိုတဲ့အတွက်ကြောင့်မို့6ဝေးကြီးမှာဖြစ်ပါတယ်။6ကိုနင်းနဲ့ပေါင်း8 6အထီကီမှာ694ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။694ဒါကြောင့်မို့အထီကီ8ကထိစီနေရပဲဖြစ်ပါတယ်ပေါ့နော်။ Okay နောက်ထပ်တစ်ကြိမ်ဆက်ကြည့်အောင်ဒီ8ရဒီ2ရပေါင်း30ဒီမှာ6တလုံးကြံနေပေါ့နော်။ဒါကြောင့်မို့ရလာတဲ့6ကိုလည်းနင်းနဲ့ထပ်ပေါင်းတော့8 68အစုံကနေအတိကိနှလုံးပါဆိုရင်963ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ963 ဒါကြောင့်မို့အဲ့မှာလည်း 6D အလဲဖြစ်ပါတယ်ဒီမှာတော့အလဲဖြစ်သွားပြီပါနော်နောက်ထပ်တစ်ကြိမ်နောက်ထပ်တစ်ကြိမ်မှာဒီခွန်နဲ့၃နဲ့ပေါင်းရင်30 3နဲ့9နဲ့ပေါင်းရင်30ဒီမှာ၅တလုံးကြံနေပါနော်ရှားလာတဲ့၅ကို2နဲ့ထပ်ပေါင်းတော့ခွန်၅ခွန်ကြီးမှာဆိုရင်68ခွန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ68ခွန်ဒါကြောင့်မို့ခုနှစ်ကအပိတ်ဖြစ်ပါတယ်โอเคတပည့်ဒီ68ခွန်တပည့်ဟာနေ ဒီနိနိ contribution ကိုဆက်ကြည့်အောင်ဘာလို့အဲဒီနှလုံးတွဲပေါင်းထားတာဖြစ်ပါတယ်ဒီရှင်းရဒီနိရပေါင်းရင်30ပေါ့နော်9နဲ့9ပေါင်း14လေးနဲ့ဒီ10ပေါင်းရှင်းဒီ20နဲ့နှစ်ကိုနှစ်ပဲရေးထားတာဖြစ်ပါတယ်နှစ်ကိုနှစ်နဲ့ထပ်ပေါင်းတော့လေးနှစ်လေးစုံကနဲအထီးကိနှလုံးထဲမှာနိနိခွန်ဆိုတဲ့အတွက်ကြောင့်မို့အထီးကိနှစ်ကထိတ်စီးအလေဖြစ်ပါတယ်နှစ်ဒီထိတ်စီးအလေပေါ့နော် โอเคနောက်ထပ်တစ်ချိန်ဒီ၄နဲ့6နဲ့ပေါင်းရင်30ဖြစ်ပါတယ်9နဲ့6ပေါင်း7တစ်ကိုဒီနည်းနဲ့ပေါင်းရင်300ရတဲ့အတွက်3ကိုနည်းနဲ့ပေါင်းတော့9 35ကီးနှလုံးထဲက388ဆိုတဲ့အတွက်ကြောင့်မို့အထီးကီး35ထဲက3ဒီထိဆီးဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်ပေါ့နော်နောက်ထပ်တစ်ကြိမ်မှာကျွန်တော်တို့ဒီ3နဲ့3ပေါင်း6 4နဲ့ပေါင်းရင်30၃နဲ့8နဲ့ပေါင်းတော့800ရတဲ့အတွက် ရှစ်ကိုနေနဲ့ပေါင်းရင်30ရှစ်တုံညာအထီးကြီးထဲက3တုံညာ9ဆိုတဲ့အတွက်ကြောင့်မို့အထီးကြီးတုံညာတလုံးအလယ်ဖြစ်ပါတယ်ခင်ဗျာတဖန်ကျွန်တော်ဒီ3တုံညာ9ကနေတရားပေါ်ကယူတဲ့နေ့တိုင်းပဲထပ်ပြီးပေါင်းထားတာဖြစ်တယ်ဗောနော်အဲဆိုရင်ခွန်နဲ့3ပေါင်းရှင်းက30ဖြစ်ပါတယ်ရှောင်းနဲ့ခွန်ပေါင်း73တုံနဲ့ဒီနေ့နဲ့ပေါင်းတော့900ရတဲ့အတွက်ရလာတဲ့9ကိုနေ့နဲ့ပေါင်းတာခွန်9ခွန်ကြီးထဲက3 9နေဆိုတဲ့အတွက်ကြောင့်မို့ အထေကီ9ခွန်ထက်က9ကအလေဖြစ်ပါတယ်ဗောနော်ဒီ9ဒီအလေဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်ဒီခွန်နဲ့3နဲ့ပေါင်းရင်10ဖြစ်ပါတယ်9နဲ့10နဲ့ပေါင်းရင်73ရတဲ့အတွက်ကျလာလေး3ကို2နဲ့ပေါင်းရင်ဒီ9 39ကီမှာ3ကို2ဆိုတဲ့အတွက်ကြောင့်မဟုတ်အထေကီ3ကထိတ်စီးဖြစ်ပါတယ်ဗောနော်โอเคနောက်ထပ်တစ်ကြိမ်ဆက်ကြည့်အောင် နောက်ထပ်ကြိမ်မှာဒီ9နဲ့9နဲ့ပေါင်းရင်10ခုနဲ့ခုပေါင်း14 4နဲ့2ပေါင်းရင်6ဒါလည်း6ကိုနင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်8 6ရှိပါတော့နင်းလေး6ဆိုပြီးဖြစ်ပါတယ်24 6ဆိုတော့အဲ့မှာအထီးကြီး6တလုံးပေါ့နော်အပိတ်နေရာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ကြိမ်ဒီမှာကျတော့ဒီခွန်တင်းနေတော့လေခွန်လေးတွေ28ရှင်းနေ၄ပေါင်း30နဲ့1 နစ်ရမယ်ပေါ့နော်ရလာတဲ့နစ်ကိုနစ်နဲ့ထပ်ပေါင်းတော့လေနစ်လေးကိမှာ၃နစ်လေး၃နစ်လေးဒါကြောင့်မို့ဒီမှာတော့ကြီးရင်နှလုံးစလုံးပေါင်းနှလုံးစလုံးဖြစ်ပါတယ်နစ်ရလေးရ၃နစ်လေးဖြစ်ပါတယ်ခင်ဗျာโอเคနောက်ထပ်တစ်ချိန်နောက်ထပ်တစ်ချိန်မှာကျတော့ကျွန်တော်ဒီ6 6နောက်ချိန်7နစ်နင်းနဲ့ပေါင်းတာ၄၄နဲ့9ပေါင်း73ရတဲ့အတွက်ရလာတဲ့3ကိုနင်းနဲ့ပေါင်းတာဆိုရင်9 ၃ငါးကိမရှင်ငါနေစုပြီးဖြစ်ပါတယ်ခင်ဗျာရှင်ငါနေဒါကြောင့်မို့ဒီငါကအမေဖြစ်ပါတယ်โอเคတပန်းကျွန်တော်ဒီရှင်ငါနေအနေဆက်ကြည့်အောင်ပါနော်ဒီတင်းနဲ့တစ်ပေါင်းတာနေရှင်နဲ့ပေါင်းရင်30ဒီမှာ6တလုံးကြံမယ်ပေါ့နော်ပြလာတဲ့6ကိုလည်းနေနဲ့ပေါင်းတော့8 6ဆုံကဏ္ဍမှာ8ဆောင်5ဆိုပြီးဖြစ်ပါတယ်ရှင်ငါနေပြီးတော့8ဆောင်5ဆိုတဲ့အတွက်6ကအလေ8ကထိတ်စီ8ဆောင်5ဆိုပြီးတော့ကိနှလုံးစလုံးဖြစ်ပါတယ် โอเคဒီမှာဆက်ကြည့်အောင်ပါเนาะဒီ6နဲ့လေးနဲ့ပေါင်းရှင်း30တင်းနဲ့9ပေါင်း6 6နဲ့9ပေါင်း73 3ကို2ပေါင်းရှင်း5 35အထိကြီးမှာဆိုရင်356ဖြစ်ပါလေခင်ဗျာ356ဒါကြောင့်မို့ဒီ3ကထိဒီ9ကအနေ356ဆိုပြီးဖြစ်ပါလေပေါ့เนาะဒါဆိုရင်ကျွန်တော်ဒီ356တပင်ကနေတပင်ရှင်းတူထပ်ပြီးပေါင်းကြည့်အောင်ပေါ့เนาะဒီ3ညနဲ့ချိန်3ညငါးနဲ့ပေါင်းရှင်းဒီ900ရတယ် ောက်ထပ်3နှစ်ကြိမ်6ဒီ6နှစ်ပေါင်းတာ7နှစ်ဆိုတဲ့အတွက်နှစ်ပဲရည်မယ်ပေါ့နော်တဖန်ဒီ3နှစ်ဒီ7နှစ်ပေါင်းတာက4နှစ်3ကြိမ်ပေါင်းချင်းဒီ6 9နဲ့6နဲ့ပေါင်းတာ15ဆိုတဲ့အတွက်ကြောင့်မို့ဒီ6နဲ့4နဲ့ပေါင်းရင်30ဒီ9နဲ့9နဲ့ပေါင်းရင်30ဒီမှာနေ့တစ်လုံးကျန်တယ်ပေါ့နော်။ရှားလာတဲ့နေ့ကလည်းနေ့နဲ့ထပ်ပေါင်းတာ4နေ့လေးစုံကဏ္ဍအထီးကိနှလုံးထဲက6 4 6ဆိုပြီးဖြစ်ပါတယ်။6 4 6ဆိုတော့ဒီမှာ4ကအလဲဖြစ်မယ်ပေါ့နော်။ ။တဖန်ဒီ၆လ၆ကနေဒီအပေါ်အပုံတွေနေ့အတိုင်းပဲထပ်ပြီးသေးတာကြည့်အောင်ပေါ့နော်။ခုနှစ်ကြိမ်ပေါင်းတာက14ရာတွေပေါ့နော်။ဒီ9နှစ်ကြိမ်30 14လေးပဲကြီးမှဖြစ်ပါတယ်။ပြီးရင်လေးနဲ့တင်းနဲ့ပေါင်းတာက9 7နှစ်ကြိမ်ပေါင်းတာ16 3နဲ့6နဲ့ပေါင်းတာက9ဆိုတဲ့အတွက်9နဲ့6ပေါင်း17 9နဲ့ပေါင်းရင်20 6နဲ့4ပေါင်းရှင်း600ရတဲ့အတွက်ရလာတဲ့ရှိကုန်နည်းနဲ့ထပ်ပေါင်းတော့ ရှစ်တုံများစုံကနအထီးကိနှလုံးထဲက6ခွန်ရှစ်ဖြစ်ပါတယ်ပေါ့နော်ရှောက်လေးရှောက်ပြီးတော့6ခွန်ရှစ်ဆိုတော့ဒီရှစ်ဒီအပိတ်ဖြစ်ပါတယ်အဆွင်း19အချိန်မှာအဲ့ဒီအထီးကိနှလုံးဒီဘဝလိုမျိုးပဲဆက်ပြီးတော့ okay သွားခဲ့မယ်ဆိုရင်ပေါ့နော်ခွန်အချိန်14 lane နဲ့ရှင်းတဲ့ပေါင်း80နဲ့ပေါ့နော်နှစ်ပေးကြီးမှာဖြစ်ပါတယ်ဒီခွန်အချိန်14ရှောင်းတဲ့ပေါင်း80ဖြစ်ပါတယ်ပြီးရင်လေးနဲ့3ပေါင်းရှင်းဒီခွန်ရတယ်ပေါ့နော်ရှင်း နားနဲ့ရှောင်းနဲ့ပေါင်းတာ7ဆိုတော့ဒီနှစ်နဲ့ဒီရှင်းနဲ့ပေါင်းရင်30ခုနဲ့တစ်ပေါင်းတော့800ရတဲ့အတွက်ကြောင့်မို့ဒီကျွန်တော်တို့16ချိန်မှာလည်း8000ညအထီးကြီးဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคဒါကတော့အထီးကြီးနှလုံးချိန်နေတဲ့မိတ်ဆွေများအတွက်ကျွန်တော်ဒီနီးကိုပြန်လည်မျှဝေရှင်းဖြစ်ပါတယ်ပေါ့နော်ဒါနီးနံပါတ်1ဖြစ်ပါတယ် 2D 96နဲ့ကနေစပြီး OK လာတယ်ပေါ့နော်96နေပြီးတော့ တောင်ညာလေးလေးနိနိတိပေါ့နော်ရှင်းလေးတုံးရှင်းရှောက်တုံးအရိယာအန်စာတာဖြစ်ပါတယ်။ Okay ဒါဆိုရင်ဒီမှာခွန်ကိုထဲကခွန်ခွန်တောင်ညာတောင်ညာ3ခွန်ခွန်694ပေါ့နော်963 689 99 388 3 3ညာ9 3နဲ့3 9နဲ့4 6 3 4ပေါ့เนาะ4လေးမှာတော့ကီးနှလုံးစလုံးဖြစ်ပါတယ်9 6 6 9နဲ့ 6ရက်8ရက်ဒီ665 3နဲ့9နဲ့က396ဒီ၄ဒီ64 6ဒီ8ကကြတော့9ခွန်8ဆိုပြီးဖြစ်ပါတယ်။ဒီ16ချိန်မှာတော့ကျွန်တော်ဒီနေ့အရာ8တုံညာအထူးကြီးဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ဒါဒီနေ့နံပါတ်1ဖြစ်ပါတယ်ဗောနော်။နောက်ထပ်နေ့နံပါတ်2ကိုဆက်ကြည့်အောင်လားခင်ဗျာ။ကဲဒါလေးကတော့ကျွန်တော်နီးနံပါတ်2ဖြစ်ပါတယ်ဗောနော်နီးနံပါတ်2က0043နီးနီးခွန်043ဆီအောင်နော်နီးနီးခွန်043ဆိုတာကဒီမှာ နင်းနေခွန်လေးတိတုံတရားပဲယူမှာဖြစ်တယ်ဗနော်ပြီးရင်388က86 86နေချပြီးတော့တိတုံညာကိုဗနော်86တိတုံညာကိုမရှင်နေချတိတုံညာကိုဖြစ်ပါတယ်အဆွေဒီမှာလေးကိုလေးနဲ့မြောက်ထားတာဗနော်လေးလေး26 6နဲ့3ကောင်းရှင်ကို9နဲ့ပေါင်းတာ78ရတဲ့အတွက်ရှစ်ကိုနင်းနဲ့ပေါင်းတော့30 8တုံညာအတိကိမှာ388ဖြစ်ပါတယ်ဗနော်တောင်းရှိရှိဆိုတော့ဒီအထီးကြီးရှိတဲ့လုံးကအလေးအပိတ်ဖြစ်ပါတယ် ဒါနီးနံပါတ်1ဖြစ်ပါတယ်ဗောနော်နောက်ထပ်ရှင်းလေးလီ30နှစ်နင်းနဲ့ရှောင်းနဲ့ပေါင်းတာရှင်းရှင်းနဲ့ကိုပေါင်းစက်ခွန်ခွန်ကိုနင်းနဲ့ပေါင်းရင်ကိုခွန်ကိုကိနှလုံးထဲက3တုံည6ဖြစ်ပါတယ်3တုံည6ဒါကြောင့်မို့ခွန်ကိုထဲက6ကအပိတ်ဖြစ်ပါတယ်ဗောနော်နောက်ထပ်တစ်ကြိမ်လေးတလီလေး၉နှစ်ကြိမ်ဆက်ရှိဆိုတော့၄နှစ်ရှိပေါင်းရှင်းစနစ်နှစ်ကိုနှစ်နဲ့ပေါင်းတာလေနှစ်လေးကီးမှာ သုံးငါးနှစ်သုံးငါးနှစ်ဒါကြောင့်မို့ဒီမှာဆိုရင်နှစ်ကအပိတ်ပေါ့နော်နောက်ထပ်တစ်ကြိမ်သုံး9နှစ်ကြိမ်18ပေါ့နော်သုံးလေးဒီ7နှစ်ဆိုတော့7နှစ်နှစ်နဲ့ပေါင်းရင်30တုံညာနှစ်ကီးဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်မှာ3 9နှစ်ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီမှာလည်းနှစ်ဒီအပိတ်ဖြစ်ပါတယ်ပေါ့နော်နောက်ထပ်တစ်ကြိမ်4နှစ်ဒီ8ရှင်းတဲ့ဒီ3နဲ့ပေါင်းရင်7 7နဲ့9ပေါင်းရင်30တုံညာနှစ် တောင်ညာနေကိမှာနေလေးရှောက်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာနေလေးရှောက်ဒါကြောင့်မို့ဒီနေ့ဒီထိတ်စီဖြစ်ပါတယ်ခင်ဗျာရှောက်လေးတွေ90တေးတင်းနဲ့6.83 3ကိုနှိပေါင်းတော့9 3.5အထိကိမှာဆိုရင်3နေလေးဖြစ်ပါတယ်ခင်ဗျာနေလေးရှောက်ပြီးတော့3နေလေးဆိုတဲ့အတွက်ဒီ3ဒီထိတ်စီဖြစ်ပါတယ်ဒီ9ကဒီမှာဆိုရင်4ချိန်ဒီမှာဆိုရင်5ချိန်9 9 45 9နဲ့ပေါင်းရင် 50ပေါ့နော်3ည3ကိုကျွန်တော်ညနေပေါင်းတော့1 3ည2ကိမှာ8 9နှစ်ဖြစ်ပါတယ်ခင်ဗျာ8 9 1ဒါကြောင့်မို့ဒီနှစ်ဒီအပိတ်ဖြစ်ပါတယ်နောက်ထပ်9 4 20 9နဲ့9ပေါင်း84ရာတွေအတွက်အလေးကို2ပေါင်း6 6အထိကိမှာ865ဖြစ်ပါတယ်ပေါ့နော်865ဒါကြောင့်မို့ဒီ6ကအလေးဖြစ်ပါတယ်တပံ6 4 20 4နဲ့ဒီနှစ်နဲ့ပေါင်း6 6နဲ့9ပေါင်း85 ငါးကိုနိပေါင်းတော့ခွန်ငါးခွန်ကိမှာ396ဖြစ်ပါတယ်ခင်ဗျာ396ဒါကြောင့်မို့ဒီငါကအလေဖြစ်ပါတယ်ပေါ့နော်လေးတလီလေးလေးရမယ်ပေါ့နော်အဒီအနောက်ကတင်းနဲ့ကိုနဲ့ပေါင်းရင်10ဆိုတော့လေးနဲ့လေးကိုနိပေါင်း6လေး6ကိမှာ6လေး6ဒီမှာတော့ဒီကိနှလုံးအပြီးဖြစ်ပါတယ်လေးရ6ရ6လေး6ခွန်လေးလေး28ရှင်းနဲ့ကိုပေါင်းစက်ခွန်ခွန်ကိုနိပေါင်း9ခွန်ကိုကိမှာ ကိုခွန်ရှင်ဖြစ်ပါတယ်။ကိုခွန်ရှင်ဒါကြောင့်ဒီမှာတော့ခွန်ကားတော့အလဲဒီကိုကတော့ထဲဆိုပြီးကိနှလုံးစလုံးဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုရင်16အချိန်မှာကျတော့ဒီ3နဲ့9ပေါင်းရှင်ဒီဆက်နှစ်ဖြစ်ပါတယ်ပေါ့နော်။ရှင်လေးလီ30နဲ့နှစ်ဆိုတော့လေးနဲ့နှစ်နဲ့နှစ်ပေါင်းရှင်လေးလေးကိုနှစ်ပေါင်းရှင်6လေးရှားအထီးကြီးဖြစ်ပါတယ်။ okay ဒါဆိုရင်ကျွန်တော်ဒီနေ့နံပါတ်2မှာတော့ကျွန်တော်ဒီနေ့အရာလေးလျှောက်ကြည့်ပါတော့ ဒီ38633မြာ935မြေကနေတောက်လျှောက်ဆက်ပြီး okay လာတယ်ပေါ့နော်19ချိန်မှာတော့လေးလျှောက်ကြီးဆက်ပြီးရတယ်ဒီမှာကျတော့ကျွန်တော်ဒီနိစကနေတောက်လျှောက်ဆက်ပြီးတော့ဒီဘက်မှာနိရပါနော်83ညာကင်းရယ်ကျွန်တော်ဒီဘက်ကလေးလျှောက်ကြီးရယ်ဆက်ပြီးဖြစ်ပါတယ်83ညာလေးလျှောက်ကြီးပေါ့နော်ဒါဆိုရင်8လေး8လျှောက်3ညာလေး3ညာလျှောက်ဆက်ပြီးတွဲလို့အရင်ပြင်မယ်ပေါ့နော်โอเคဒါကတော့ကျွန်တော်အထီးကြီးနှလုံးကျင်းဒီတဲ့မိုက်ဆွေများအတွက် ပြန်လည်မျှဝေရှင်းတာဖြစ်ပါတယ်။ Okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့ image တွေတူတူတယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။